ဘောဒီ6ကြက်ရတော့လေကျွန်တော်1နဲ့နေဆရာဘာအကြောင်းမှမရှိဘူး1နဲ့နေလည်းဘာမှထူးတာမဟုတ်ကျွန်တော်ပြန်ပို့ပြန်ပြီးတော့ပေါက်လာပါလဲမဟုတ်ကျွန်တော်လုံးလာတာထုတ်အထဲထဲမှာအင်အား300ကျော်ခန့်ကလုံးဝကိုအစာရေစာရိတ်ခါငတ်ပြတ်ပြီးတော့ခါမှတရာကျော်လောက်ကထွက်ပြေးတာအဲ့ဒီထွက်ပြေးတာကိုထွက်ပေါက်ရှာပြီးထွက်ပြေးတဲ့အချိန်မှာအေအေကလိုက်လံပြီးတော့တိုက်ခိုက်လိုက်တာ80နဲ့ခွေးတုံးကောင်ဘောမာလေးကအယူကိုကြိုက်ပြီးတော့လော်ပြီးတော့သေချာနားတော့ ိနိုင်မှုကြီးဘာတစ်ခုလောက်ခဲ့ဘူးလို့လဲအလုံးမဲမင်္ဂလာပါရွှေဖမ်လီမှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းမာကြလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမဲ့ရုပ်တံလေးနဲ့ အစာဖွင့်ပြရတယ်ကျော်အခုအခြေအနေလေးဗျာတင်မလား6လောက်တစ်ဖက်တော့ဆွလုံးထားရတယ်ဗျာဒါပေမဲ့6လောက်တစ်ဖက်ချင်းတစ်ဖက်နဲ့16ပဲကျော်လောက်နိုင်တဲ့အနေဓာတ်တစ်ခုမှကျော်လောက်မယ်ကျော်ပြင်လို့ရှိရင်တော်လိုင်းရေးတော့ကျော်နောက်မလေးချင်းတာဝန်တာဝန်ကြည့်ရှင်တယ်ဒီထက်လည်းတာဝန်ကြည့်ဖို့လည်းကျော်ဆုံးဖြတ်ထားရတယ်ဘုန်းတော်ကျောင်းပြဲလို့လေကျိုးဝမ်းမင်းကြီးပြတယ်မှာကျောင်းတော်လိုင်းကြီးကိုစုံပြီးရှောင်း ရောဒီချောင်းပြက်လို့လေကျွန်တော်1နဲ့နေဆရာဘာအကြောင်းဝမ်းကြီး1နဲ့နေလေဘာမှထူးတော့မဟုတ်ကျွန်တော်ပြန်ပို့ပြန်ပြီးတော့ပေါက်လာပါလဲမဟုတ်ကျော်လုံးလိုက်တာထုတ်လုံးလိုက်ဖို့လေစဉ်းစားထားလုံးလိုက်နေဖက်ကနေကျော်လုံးထမင်းရှက်လိုက်ရင်လေထမင်းရှက်ပဲကျော်လုံးလိုက်နေဖက်ကနေကျော်လုံးဒီကတော်လိုင်းကထမင်းရှက်လေတော်လိုင်းကြီးပဲဟုတ်တယ်မလားထမင်းရှက်လေတော်လိုင်းကြီးပဲထောက်ဖို့လို့လေတော်လိုင်းကြီးကျော်လုံးလိုက်နေဖက်ကျော်လုံးလူငယ်တယောက်ရဲ့ခံစားချက်ကြီးอ่ะ လူငယ်တွေကဒီလောက်တိတက်နေတာလူငယ်တွေကဒီလောက်တိုင်းပြည်ကိုချစ်တက်နေတာအခုချိန်အထိရောင်ဝါးဝါးနေတဲ့သူတွေက ရှိသေးတယ်ဗျဟိုဘက်တို့လူဒီဘက်တို့လူကြားနေတယ်နေကြပါတော့နဲ့ခမားတို့နိုင်တဲ့ဘက်ကပါဝင်ကြပါဒီလူငယ်လေးတွေကိုတနာပေးပါဟဲ့ဒီပို့လေးကတော့တော်လန်ပြည်သူအားလုံး ဝမ်းလဲတာစီရမယ်အားလဲရစီရမယ်နောက်တစ်ခုကတော့ခိုင်းတက်တော့အေအေနဲ့ပီရီယက်တွေပူပေါင်းမှုဘယ်လောက်ထိအောင်မြင်နေလဲဆိုတာကိုတော်လန်ပီသူတူချင်းကြောက်ချင်းတိဖို့အတွက်မွတ်နယ်လာပြောတာမွတ်နယ်ဘယ်လောက်ဝမ်းတာလဲဆိုတာဘိုးတိုင်းဗရောင်းမျိုးနယ်ကပေါ့နော်ဒီစခန်းကုန်666ကိုအေအေကတလားကျော်ပိတ်ဆို့ထားပြီးတော့ခါကြမှာအခုတိုက်ခိုက်တာပေါ့နော်ကာကင်းစခန်းနေအကုန်လုံးကိုတင်လာပြီးတော့လုံးဝအဲ့ဒီရဲ့666 စခန်းထဲမှာလုံးဝဘာမှကိုအဲထောက်ပို့လို့မရအောင်အားလုံးဝိုင်းပြီးတော့ပိတ်ဆို့ထားလိုက်တဲ့အချိန်မှာအခုဆိုလို့ချင်းအထဲထဲမှာအင်အား300ကျော်ခန့်ကလုံးဝကို အစာရေစာရိတ်ခါငတ်ပြတ်ပြီးတော့ခင်ဗျာတရားကျော်လောက်ကထွက်ပြေးတာအဲ့ဒီထွက်ပြေးတာကိုထွက်ပေါက်ရှာပြီးထွက်ပြေးတဲ့အချိန်မှာအေအေကလိုက်လံပြီးတော့တိုက်ခိုက်လိုက်တာ80နဲ့ခွေး3កောင်လက်နဲ့တွေ့လဲအမြောက်အများရတယ်ကြံတဲ့ဟာကတော့ တောတွေထဲမှာပေါ့နော်သူတို့ထွက်ပြေးသိမ်းချောင်းနေဒါပေမဲ့အေအေကနောက်ထပ်လိုက်ပြီးတော့တောနေပြီးရှာနေပါတယ်ရှစ်အရန်ကောင်းတဲ့တည်ခဏလေးမွန်းနဲ့တေးသေးချာချာဖတ်ပြင်းသေးသေးချာချာပြန်ပြန်ပြောပေးမယ်နော်ဟိုးအေအေကထောက်ဖို့လမ်းကြောင်းအားလုံးကိုအဲလုံးဝကိုစနစ်တကျနဲ့ပိတ်ဆို့လိုက်တာတလားကြော်ခန့်မှာအခုရလကအရန်နဲ့ကိုကောင်းလာပြီပေါ့နော်အဲ့ဒီရလကအရန်နဲ့ကောင်းလာတာဘယ်လိုလဲဆိုတော့ခါကြအရန်ပျော်စရာကောင်းတယ် ဒီခွေးတွေကလုံးဝကိုရိတ်ခါပြတ်သွားပြီရိတ်ခါပြတ်သွားတဲ့အတွက်ဒီကောင်တွေထွက်ပြေးတာကိုအေးအေးကလိုက်လံရှင်းလင်းလိုက်တာပါလေအကောင်80ကျော်နော်ပြည်သူတွေအားလုံးပျော်လိုက်တော့နောက်ထပ်ပျော်စရာသတင်းတစ်ခုကတော့ငါတို့တော်လှန်ရေးပြည်သူငါတို့တော်လှန်ရေးတပ်ဖွဲ့ရဲ့အနောက်မှာအကိုကြီးလာကူမဲတဲ့အကိုကြီးအကိုကြီးအဲ့ဒါဆိုရင်မင်းတို့အားလုံးသဘောပေါက်လိုက်တော့ကြားလားတော်လှန်ရေးအောင်မြင်တော့မှာဟဲ့ ကော်ပီလေးလေးယူသွားပြီးတော့အရန်ပြောစရာကောင်းတယ်ဒီကနေ့တော့စစ်ခွေးအကောင်80ကျော်โอเคလက်နဲ့တည်းလဲအများကြီးရတယ်အကောင်80ကျော်လုံးဝဂန်ဂန်ဂန်လာပါရှင်ကျမအရန်အားရတယ်ဒီခွေးတွေကလေးသီလာအေးအေးဖက်ကတော့ဘလောက်အထိပိုင်ပိုင်နိုင်နိုင်တော့အေးအေးရဲ့စစ်စင်ကြီးကတော့မြန်မာနိုင်ငံတော်လှန်ရေးမှာတော့လေသီလာတကယ်နံပါတ်1ဝမ်းမဲသီလာ ဘာလို့လဲဆိုတော့ဒီကောင်တွေကိုစားနဲ့ရိတ်ခါလက်နဲ့ရိတ်ခါအာလုံးအာလုံးအာလုံးကိုဖြတ်တောက်ထားတာတလားကျော်မှအခုရလာတဲ့ရလက်ကလုံးဝဒီခွေးတွေအငတ်မနေနိုင်လို့ထွက်ပြေးတာအကောင်တရာကျော်ထဲမှာအကောင်80ကျော်လောက်ကတော့လုံးဝဂန်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 တော့ပါလေရှင်လက်နဲ့အမျက်ရလေးရတယ်ကော်ပီလေးလေးယူပေးပါအောင်ရှင်ခွေးလေးစီတန်းရောက်ပါအောင်ပျော်တယ်ပျော်တယ်ဒိုးနောက်မှာအကိုကြီးလာတော့မယ်အကောင်တရာကျော်ကိုအစာရေစာငတ်အောင်ထားပြီးတော့ ပိုင်ကျုံးတာအေးက83ခေါင်မတာပေါ်တယ်ပြောလာဒေါ်လာကြီးအောင်တော့မယ်ငါတို့တော့မှအကူကြီးလာပြီဗာအကူကြီးလဲဆိုတာသဘောပေါက်မှာပါဟုတ်ကဲ့ဗျာဒီနေ့တဲခွေးသေးသတင်းနဲ့လိုတိုရှင်သတင်းလေးတွေကိုဖတ်ပြရမယ့်အချိန်ရောက်ရှိလို့လာပါပြီ။မကွေးတိုင်းရေစကြိုမြို့နယ်ခလာရ295တိုက်ရင်မှာတိုင်ရင်မှုဘူကြီးတက်နိုင်ဦးကိုအရှင်ဖမ်းမိတော်လဲစစ်စေးရန်ဆိုင်ကယ်ဖြင့်ခေါ်လာစဉ်ပြန်လဲခုခံတိုက်ခိုက်သဖြင့် ပြစ်ခတ်ဖမ်းဆီးရာနေရာမှာနေပွဲချင်းပြီးတိတ်ဆုံးသွားကြအောင်ရေတကြိုပါကဖမှာတာဝန်ရှိသူတဦးအားနေပြီးတော့ထုတ်ပြန်ထားပြန်နေဗျနော်ဖမ်းမိလာတာကိုအေးစစ်စစ်လိုက်ပေါ့အေးစစ်စစ်လိုက်ရင်အသက်သေးစရာအကြောင်းမရှိဘူးလေခုခံမှာတော့ကျွန်တော်မိသားစုကြီးရယ်တိတယ်မလားစံကုံတက်တာသွားတာပေါ့ မန္တလေးချမ်းအေးတာဆန်မြို့နယ်တွင်ရွေးကောက်ပွဲစံကျင်ရေးဒေါန်တာသေးစားဆန်းဦးဆောင်သည့်ဆန္ဒပြခဲ့သောဈေးရန်နေရာကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဘုံမူးချုပ်တင်မင်းလက်အမိန့်ဖြင့်ဖြစ်စည်းခဲ့ကြောင်းမန္တလေးစီပင်သတင်းရကွက်ကနေပြီးတော့ခက်တဲ့မီဒီယာကိုသတင်းပေးပို့ထားရပေါ့ကျွန်တော်ညီနောင်တွေးချင်နေဒီချိန်မှာပြည်သူလူထုကလည်းတီးပြီးသားဗျဆန္ဒပြစေရအချိန်လဲမဟုတ်ဘူးကျွန်တော်တို့အဆုံးသတ်တိုက်ပွဲစင်နှွှဲရမှာဖြစ်တဲ့အတွက်နောက်မလုပ်စေချင်ဘူးကျွန်တော်တယောက်ရဲ့အမြင်ပေါ့နော်ဘောမကြီးပျော်ပျော်နေတာ ျွန်တော်တို့ကိုအကျံဖက်ဟုတ်လားကျွန်တော်တို့ဒေါ်လာရေးသမားတွေဆိုရင်အကျံဖက်အကျံဖက်ဆိုပြီးတော့อืมဒါအကျံဖက်နဲ့အဲ့တော့ဘသူကအကျံဖက်တာလဲဘသူကအရင်အကျံဖက်ခံရတာလဲဆိုတာထမင်းစားတဲ့လူတိုင်းသိပါလေโอเคเนาะเอ้ยทําไมมาซ่าได้กล่องนี่จ้ะบ่เลยไม่ติดหูบ่เปียอายุเยี้นี่ไก่พี่တော့ဟာล่ะသူများပြောတိုင်းသူတို့ပဲသူတို့ပဲပြောဘူးပါလေ ဒီအဲ့သူများစကားနားမယောင်နဲ့ဟုတ်လားသူများစကားရဲ့အနောက်မှာပါမသွားနဲ့ဆိုပြီးတော့ဟုတ်လားအမျိုးမျိုးပြောတယ်ဗျဟိုလူသွေးထိုးတာလို့ဒီလူသွေးထိုးတာလို့သူတို့ပဲပြောတာဗျအဲ့တော့ကျွန်တော်တို့ကြည့်လိုက်အောင်ဗျဘယ်သူကအကြံဖက်ခံရတာလဲဆိုတာသူတို့ကပြောတယ်ကျွန်တော်တို့ကအကြံဖက်မင်းတို့ဟာမင်းတို့ငင်းငန်းစွာနဲ့ဆန္ဒပေါ်ထုတ်လို့ရှိရင်ဘာမှမဖြစ်ပါဘူးတဲ့အဲ့တော့ ဟုတ်ပြီကျွန်တော်တို့ဒီမဆက်ချက်အစကကျွန်တော်တို့ငိမ့်ညံတာမှဟွန်းတော်တော်လေးကိုငိမ့်ညံတာဗျာနော်ငိမ့်ညံတော့လည်းကျွန်တော်တို့ရင်ထဲကအရှိကိုအရှိတိုင်းဆန်လာပြီးခေါ်ခဲ့ကြတယ်ဒါဒီဘောမကြီးလည်းသိတယ်နောက်ပိုင်းမှာဒီကောင်ကြီးကဘလောင်းမလဲပြောကြတယ်နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ငိမ့်ညံမင်းတို့ဟိုဥစားပေါ့နော် ဒီအကျံဖက်ခဲ့လို့ဒီအေးဒီအာနာရှင်တွေကပြန်ပြီးတော့ဟုတ်လားဟိုလောက်ရတာပါဆိုတဲ့စကားကိုကဲမင်းတို့ငါငါပြောပြမယ်ဘယ်လိုဘောမတွေရောအယူကိုက်တွေရောလော်ဘီတွေရောသိချင်လားတော့ငါတို့ငြင်းညံခဲ့တာငါတို့ဒီလိုမျိုးအခြေအနေထိမရောက်အောင်ဆိုပြီးတော့อืมเนาะဒီမင်းတို့ အနာရှင်နေနဲ့နှိမ့်နိုင်ရဲ့ကွာနှိမ့်နိုင်ရဲ့ဒါပေမဲ့မင်းတို့အနာရှင်တွေကဘာတခုလက်ခံနှိမ့်နိုင်ဘောဇာဘောတယောက်နဲ့တယောက်ပြန်ပြီးတော့နှိမ့်နိုင်မှုကြီးဘာတခုလောက်ခဲ့ဘူးလို့လေဟမ်အဲ့တော့ပြည်သူတွေကတပြေးပြေးနဲ့ဘာဖြစ်လဲဆိုတော့နေရှိပြီးနော်ညဉ့်ညမ်းတော့ညဉ့်ညမ်းတော့တို့ရည်ရဲစုလာပြီနော် ဘလောက်ကြီးငြင်းငြင်းလဲဆိုတာမင်းတို့ကိုစားစရာတွေရောသောက်စရာတွေရောနောက်ဆုံးကွာမင်းတို့ကိုအောင်တပီနဲ့ကဲအောင်တပီနဲ့တော့ငြင်းငြင်းစွာအတူရှင်တွဲဖို့အဲ့ဒီခလေးကလက်တွဲလာခဲလိုက်လို့ရှိရင်ပြည်သူတွေလည်းမင်းတို့လက်တွဲခဲလို့ရှိဒီအချိန်ဒီထိရောက်ရဘာဆောက်ကြောင်းမှမရှိအဲ့တော့မင်းတို့သိဖို့ကမင်းတို့ဒီအာနာရှိရလက်နဲ့ရှိရဆိုပြီးတော့ ဒီကနေ့ငင်းငင်းတော့ဆန္ဒပေါ်ထုတ်နေတဲ့လူတွေကိုမင်းတို့ဦးကောင်းတက်တက်ပြစ်ခွဲပြစ်တာလို့အဲ့ဒီတော့မှပြည်သူတွေကသူတို့ရဲ့ကာကွယ်ပိုင်ခွင့်ဆိုပြီးတော့ဟလာဟိုရမိရရလောက်ကြတာပေါ့သွေးစုလာတဲ့ခါကျတော့ရမိရရလောက်ကြတာပေါ့အကျန်းဖက်ခံရတာကဒီတော်လိုင်းကြီးဘက်ကတော့မင်းတို့သိသိချာချာမှတ်တာထမင်းစားတဲ့ကောင်တွေ ။ချမင်းစားတဲ့လူတိုင်းသိတယ်။နော်ချမင်းစားတဲ့လူတိုင်းသိတယ်။ငါတို့ဘက်ကငင်းညမ်းတော့နဲ့ဒီနိုင်ဆောင်ရွက်မှုကြီးအမျိုးမျိုးနီးပုံကမျိုးမျိုးနဲ့လောက်ခဲ့ပြီ။အဲ့ဒါကိုမင်းတို့ကလက်မခံပဲဟုတ်လား။ အမင်းတို့မှာလက်လက်ရှိတယ်အာနာရှိတယ်ဟုတ်လားဆိုပြီးတော့မင်းတို့ကပြည်သူတွေကိုရဲ့ရဲ့ဆက်ဆက်တတ်ဖြတ်ခဲ့ပြီးတော့ဒီကနေ့မင်းတို့ကအဲ့ဒီပြည်သူတွေကိုမင်းတို့ကအကြမ်းဖက်ဆိုပြီးတော့မင်းတို့ပြန်ဆွတ်ဆွဲတာဘလောင်းမလဲကြီးမင်းတို့သမင်းစားတဲ့ကောင်တွေမဟုတ်ဘူးဟုတ်လားငါပြောတာဟင်ဒီချာလာတော့တော့မင်းတို့ကသမင်းစားတဲ့ကောင်တွေမဟုတ်ဘူးမင်းတို့ကမင်းတို့ကဘယ်ပြောတဲ့ကောင်တွေဒီကိဒီတော်သေးဝင်သွားတဲ့ ဒီတော်လန်ကြီးသမားကြီးကဘယ်သူအကြံဖက်လို့ဒီတော်ထဲဝင်သွားရတာလဲကိုပိုင်အခွင့်ရေးကြီးအံဖက်ခံရလို့တော်ထဲဝင်ပြီးတော့ခုခံပိုင်ခွင့်ကြီးလောက်ပြီးတော့ဒီကနေ့တော်လန်ရတဲ့အနေထားအခုရှိရောက်လာတယ်ဥစ္စာကိုအဲ့ဒါဘယ်သူကအရင်အကြံဖက်ခဲ့လို့ဒီကလေးတွေကတော်ထဲရောက်သွားရတယ်မင်းတို့ခမင်းစားခမင်းစားလဲဆိုရင်မင်းတို့သိမှာပါ နော်မင်းတို့သိမှာပါမင်းတို့သမင်းစားရဲဆိုရင်ဒီကလေးမင်းတို့ပြောသလိုပေါ့ကွာအာသူများပြောသူများသူများစကားနောက်ပဲပပသွားတယ်ဟိုကဟိုဟိုအဖွဲစီကတွေးထိုးလှုပ်ဆောင်လာတို့ဒီအဖွဲစီကတွေးထိုးလှုပ်ဆောင်လာတို့ no no အဲ့ထဲကကလေးကြီးကသူတို့ရဲ့အနာဂတ်ကြီးပျောက်ဆုံးနေတယ်နော်သူတို့ရဲ့အခွင့်အရေးကြီးပျောက်ဆုံးနေတယ် 喏，哎，做猪肉股，这有有个呢，以前我们多安个路线，猪肉业，猪肉这个的牛皮麻子系列个路线，盘比着最近来最高面，按那系列个内设比着最近来最高面，哎，这猪肉，哎，没有，猪肉业哪个里不要收你，猪肉业亏你里不要收你。 နောက်ဆုံးတို့အသက်မှာဆုံးရှုံးရမယ်ဆိုတာတို့အမိစိတ်ထဲမှာတို့ဝင်လာပြီးတော့ဒီကနေ့လွမြောက်နေမြည်ကိုအသီးသီးရောက်သွားကြနော်လုံလောက်နေမြည်ကိုအသီးသီးရောက်သွားကြတယ်မင်းတို့ရဲ့အာနာရှင်စစ်ခွေးလေးလို့တသွေးတသန်တမိုက်ထဲတောင်းနေတာမဟုတ်ဘူးနော်ဟိုလူကပြောရင်ဟိုဝိထိုးလှုပ်ဆောင်မှုကြီးနဲ့ ပါသွားတယ်လို့မင်းတို့ပြောတဲ့ဇာတ်ထဲမှာအဲ့ဒါအာနာရှင်ဒီတသိုက်ကျင့်သုံးတဲ့စောက်ကျင့်ဒီအာနာရှင်တသိုက်ကျင့်သုံးနေတဲ့စောက်ကျင့်နောက်ဆုံးမှာအဲ့လိုနေရာကအမိတ်လိုက်ပေးနေတဲ့အဖွဲ့စီမဟုတ်ဘူးတော်လိုင်းကြီးသမားတွေမဟုတ်ဘူးအဲ့ဒီကနေ့မင်းတို့အာနာရှင်ကြာဆုံးသွားတယ်ဒီကလေးတွေကချက်ချင်းပြန်ရောက်လာမှာသိကြတယ်အဲ့ဒါတော့နော် ဒီကလေးတွေကသူများသွေးထိုးလှုပ်ဆော်မှုရဲ့နောက်ပါသွားတာမဟုတ်ဘူးသူတို့ရဲ့အသက်အန္တရာယ်ကြာရောက်လာတဲ့အချိန်မှာသူတို့ကခက်ခက်ခက်ခဲနဲ့တော်တွေလည်းကိုဒုက္ခခံပြီးတော့လူမြောက်နေမိဒီကိုသွားကြတာဟုတ်တယ်နော်အကျန်းဖက်ခံအကျန်းဖက်ခံရလို့ဒီကလေးလူမြောက်နေမျိုးအကုန်ထွက်သွားကြတယ် တော်ကြည့်လို့တော်လာမဟုတ်ဘယ်သူကတော်ကြည့်မှာလဲကိုယ့်အိမ်ကိုမိသားစုတွေနဲ့တိုင်းတိုင်းဝုန်းဝုန်းနဲ့နေချင်ကြတာပေါ့မင်းတို့ကညဖမ်းမနဲ့အလောင်းယူဩညဖမ်းမလဲဆိုရင်ရုပ်ပြက်ဆင်းပြက်ကြီးဖြစ်ကုန်ပြီမင်းတို့အဲ့ဒါဘယ်သူကအကျမ်းဖက်တာလဲဆိုတာထမင်းစားတဲ့လူတိုင်းသိကိုသိရမယ်အေးအယိုးကိုက်ပြီးတော့နော် အယိုးကိုက်ပြီးတော့ခွေးစိတ်ပေါက်နေတဲ့ကောင်တွေကတော့သိမှာမဟုတ်ဘူးကွာအဲ့ဒါလာပြောပြပါမင်းတို့โอเคဦးကျော်ကျေးဇူးအထူးတင်ပါတယ်ကျွန်တော်မိသားစုလေးအတန်ရုပ်ကလေးကထင်ငေါထင်ငေါဖြစ်နေတာတော့ခွင့်လို့ပေးသူရဲ့ဗီဒီယိုကအဲ့လိုဖြစ်နေတဲ့အတွက်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအာနာယူကြောင့်တာမဟုတ်ရင်ကျွန်တော်တို့တိုင်းပြည်မှာလူငယ်ပေါင်း ထောင်နဲ့တောင်းနဲ့ချီဆုံရှုံးရမှာမဟုတ်ဘူးခုဆိုသင်္ကန်းတန်းတောင်ကန့်ရင်ကန့်နေရောမယ်ဟိုဘက်ဒီဘက်ထောင်နဲ့ရလူတွေရောအကြောင်းမျိုးမျိုးကြောင့်တိတ်ဆုံးသွားတဲ့လူငယ်ပေါင်း မနေတော့ဘူးပြဒီ60ကျော်အဖိုးအိုကြီးအာနာတာမယူခဲ့ရင်ကျွန်တော်တို့နိုင်ငံလေးကအမတန်မှလှပတဲ့နိုင်ငံလေးတော့ကျွန်တော်ပြည်သူအစိုးရကအနောက်20အနေ25အထိအခုချိန်လောက်ဆိုစဉ်းစားကြည့်ရင်အများနဲ့လည်းပြောပါတယ်တိုင်းတစ်ပါးမှာကျွန်တော်တို့နိုင်ငံသားတွေနောက်လူအသက်ထပ်မရောက်တဲ့ပြင်ရှိနေတဲ့သူပါ90ရာခိုင်နှုန်း60ရာခိုင်နှုန်းတော့ပြည်တွင်းမှာအေးချမ်းချမ်းငင်းငင်းချမ်းချမ်းနဲ့ကိုယ်လုတ်ကိုလုတ်ကင်နေကြတော့ပြီဗျာ ဒီအာနာယူတွေကြောင့်တာမဟုတ်ရင်ကျွန်တော်တို့ဘွားတွေအခုချိန်လောက်ဆိုမနေဘူးလှပနေလောက်ပြီအဲ့တော့လုံးဝသွေးအင်းမသွားပါနဲ့ကျွန်တော်တို့တွေအဆုံးအထိအတူတူတွဲလက်ညီညီသွားကြမယ်ဗျဟုတ်ကဲ့ဂျေဆုထင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မဖက်တော်သားတယောက်ချင်းဒေါ်လန်နေသလေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့